ဇလောက်ကြီးကျေးရွာနယ်မြေကန်တရင်ကိုလာရောက်တိုက်ခိုက်တဲ့ KNL နဲ့ PDF အမိကန်အစံဖတ်သမားများအားတမရော်စစ်ကြောင်းများကတိုက်ခိုက်ချိန်မုံတဲ့တဲ့င်းကိုတင်ပြပေးမှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းဒေသချင်းရွှေကျင်မြို့နယ်ဇလောက်ကြီးကျေးရွာရှိနယ်မြေကန်တရင်အောင် KNL နဲ့ PDF အမိကန်အစံဖတ်သမားများကမေလ၈ရက်နေ့မှာတင်ပိုင်နိုင်ခဲ့တဲ့အတွက်လက်နက်ကြီးလက်နက်ငယ်အများအများတင်စီးနိုင်ခဲ့ကြောင်းတမရော်မှာဘာသာရေးကြောင့်ဖုန်တော်ကြီးကြောင်းများအားလက်နက်ကြီးများဖြင့်ပြက်ခတ်တိုက်ခိုက်သောကြောင့် အယက်သားပြည်သူများတိုက်ပွဲရှောင်နေရကြောင်းပြည်ပြမီဒီယာများကလူမှုကွန်ရက်စာမျက်နှာများပေါ်မှာမဟုတ်မမှန်လုံချမ်းပြီးတရင်အမှားများဝါဒဖြန့်ဝေနေရှိတာကိုတွေ့ရပါတယ်ဖြစ်စဉ်အမှန်မှာ KNLA နဲ့ PDF အမေကန်အကြံဖတ်သမားများကမေလ10ရက်နေ့မနက်9:00ခန်းမှာစပြီးစလုံးကြီးကျေးရွာရှိနေမြေကန်တန်ရင်တအား တာလွန်အင်အားဖြင့်အလဲအငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ထိတွေ့တိုက်ပွဲများမေလ၁၀ရက်နေ့ထိပြင်းထန်စွာဖြစ်ပွားခဲ့ပြီးအကြမ်းဖက်တောင်းကျမ်းသူများတရင်ထားနာချုပ်အတွင်စုပြုံဝင်ရောက်ခြင်းမှာတံပြန်လေးချောင်းပစ်ကူအမြောက်နဲ့လက်နက်ကြီးပစ်ကူများဖြင့်နှိပြူဟာမြောက်ပစ်ခတ်ခြင်းများတံမတော်စစ်ကူစစ်ကြောင်းများကစစ်ကူပစ်ကူစီမံချက်အတိုင်းထပ်မံဖြစ်တင်း၍တံပြန်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းအကြမ်းဖက်သမားများအကြအဆုံးများစွာဖြင့်မေလ၁၀ရက်နေ့ညပိုင်းမှာ နေမြေကန်တပ်ရဲ့အရှိတ်တို့ဖယုတ်ဖယဲဖြစ်ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးအကျန်းဖတ်သမားများခေတ္တဝင်ရောက်နေရာယူထားတဲ့နေမြေကန်တပ်ရင်အောင်တမရစစ်ကြောင်းများကမေလ17ရက်နေ့မနက်ပိုင်းမှာပြန်လည်ထိန်းချုပ်သိမ်းပိုင်နိုင်ခဲ့ပါတယ်ဖြစ်စဉ်မှာ အကြံဖတ်သမားများထံမှအလောင်း6လောင်းလက်နက်ငယ်မျိုးစုံ10လက်ကြည်အိမ်များခဲရန်နဲ့ဘုံဒီများသိမ်းဆည်းရမိခဲ့ပါတယ်။သူဖြစ်ကအကြံဖတ်အားပေတရားမဝင်ပြည်ဖြတ်မီဒီယာများရဲ့လုံခြံတဲ့အမှားများအပေါ်တိုင်းရင်းသားပြည်သူများသတိပြုနိုင်မှရဲ့နဲ့ယာယီပြက်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းလက်နက်ကိုင်အဖွဲ့များအနေဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တပ်စခန်းများအားတိုက်ခိုက်ခြင်းတပ်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများဆောင်ရွက်လာပါကတပ်မတော်အနေဖြင့်လိုအပ်တဲ့အရေးယူတုံ့ပြန်မှုများကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါပါတယ်ရှင်။